ကုမ္ပဏီမှာရုံးဝင်တယ်လေးခေါ်နေကြတယ်ဘာလိုအပ်တယ်မသိဘူးတော့မေးကြည့်လိုက်အောင်မယ်မင်္ဂလာပါမေးကုမ္ပဏီမှာလေးရုံးဝင်တယ်လေးခေါ်နေရဆိုဘယ်ယာလူလေးခေါ်နေရလဲခင်ဗျာမင်္ဂလာပါအာခုကုမ္ပဏီမှာဝန်ထမ်းလေးခေါ်လိုက်ပါတယ်အဓိကအဖြစ်တော့ marketing ဝန်ထမ်းလေးတွေလိုနေတယ်ဒါဆိုရင် HR assistant လုပ်ငန်းဝန်ထမ်းပေါ့နော် office staff တွေလည်းလိုနေပါတယ်အသေးစိတ်လေးတွေကတော့ဌာနဆိုင်ရာတော့တစ်ချက်မေးလို့ရပါတယ်အကုန်လုံးလည်းကျိုးစွတ်ကျိုးစွတ်နေပါလိမ့်ရှင် မင်္ဂလာပါမရေမင်္ဂလာပါရှင်အခုခုလက်ရှိရောဘယ်ဌာနမှာတာဝန်ထမ်းဆောင်နေရလဲခင်ဗျာကတိဌာနမှာတာဝန်ထမ်းဆောင်နေပါရဲ့ရှင်မကလေးဌာနမှာဘယ်ရူရတာခေါ်နေရလဲဗျာမကလေးဌာနမှာဆိုလို့ရှိရင်တော့ marketing staff service staff လို့ရှိရင် video editor လေးခေါ်ယူနေပါတယ်ရှင် marketing position အတွက်ပေါ့နော်ဘာတွေလုပ်ရလဲဗျာအမကတက်ကိုစတင်တော့ဆိုလို့ရှိရင်တော့အဓိကအနေနဲ့ပေါ့နော် customer တွေနဲ့ပတ်သက်တဲ့ကိစ္စအဝါးဝါးကိုဆောင်ရွက်ပေးရပါမယ်ရှင်ဟုတ် service staff တော့ဆိုရင်ရောအမဘာလေးလိုအပ်လဲဗျာအာ service staff ဆိုလို့ရှိရင်တော့ service တန် customer နဲ့ customer ရဲ့အိမ်လိုသွားပြီးတော့ service စင်ပေးရမယ်ပေါ့နော်အဲ့ဒါလေးကတော့အဓိကလုပ်ပေးရမယ်ပြီးသွားပြီဆိုလို့ရှိရင်ဇင်းလုံးလေးတွေ့ပေးရပါမယ်ရှင် ဟုတ်ကဲ့ခင်ဗျာဗီဒီယိုအက်ဒီတာအတွက်ရောအမဘာလုပ်ဖို့လိုအပ်လဲဗျာဗီဒီယိုအက်ဒီတာအတွက်ဆိုလို့ရှိရင်တော့မောင်လေးအမတို့ site ထဲမှာပေါ့နော် before after တပုံလေးတင်နေရမယ်ဘာလို့ဆိုလို့ရှိရင်တင်လာတဲ့ပုံလေးတွေကို edit လုပ်ပေးရပါမယ်ရှင်ဩဟုတ်ကဲ့အမဒီယာဒူးလေးတွေပေါ့နော်ဟိုရှောက်ရှင်လို့ရှိရင်ပေါ့ဘာတွေများတတ်မှတ်ထားရှိသေးလဲဗျာဒီဟာလေးတွေဆိုလို့ရှိရင်တော့ကွန်ပျူတာအခြေခံလေးရတော့တတ်ပြီးဖတ်မြောက်ပေးထားရပါပဲပေါ့နော်ဇန်နာလေးတွေရောရုံးအောင်တင်ပေးပါရရှင် ဒီရာထူးနဲ့ပတ်သက်ပြီးတော့မှအတွေ့အကြုံရှိခဲ့လားဗျဟုတ်ကဲ့ဒီ marketing style ရာထူးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတော့မရှိခဲ့ပါဘူးရှင်အတွေ့အကြုံမရှိခဲ့တဲ့ပုံမှာလေအမတာခက်ခဲပါတယ်ရောရှိခဲ့လားဗျဟုတ်ကဲ့ဆက်ဆံခြင်းမှာတော့ခက်ခဲလေးနည်းနည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒီရောမှရှိတဲ့စီနီယာတွေကိုရီးယားမတွေတေချာလေးတင်ကြပေးလို့အဆင်ပြေပါရဲ့ရှင်ဝင်တဲ့တလေရှောက်လာလို့ရှိရင်လေအမအတွေ့အကြုံမရှိဘူးဆိုတော့လေအဆင်ပြေနိုင်ပါမလားဗျအဆင်ပြေနိုင်ပါတယ်ရှင်အမတို့လည်းအစားဝင်ကြတော့အဲ့လိုမျိုးခက်ခဲလေးရှိပြီပဲစီနီယာတွေကတေချာလေးတင်ပြပြီးလို့အဆင်ပြေပါတယ်ရှင်ဒါရောက်ဖို့လည်းဖိတ်ခေါ်ပါရဲ့နော် ဟုတ်ကဲ့ပါအမကျေးဇူးပါကျေးဇူးပါရှင်မင်္ဂလာပါမရေမင်္ဂလာပါရှင်ဒါခုလက်ရှိရောဘယ်ထာနောက်မှာတောင်းဝန်ထမ်းဆောင်နေရလဲဗျာ office တောင်းနေတာတောင်းဝန်ထမ်းဆောင်နေပါလေဟုတ်ကဲ့ဗျာ office တက်မှာပေါ့နော်လူခေါ်သေးတာမသိဘူးခင်ဗျာဟုတ်ခေါ်နေပါလေရှင်ဒီရူတွေလာလျှောက်ရှင်ရောဘာကြီးလိုအပ်တယ်လဲခင်ဗျာ computer ဒီစတဲ့ရယ်လာလျှောက်လို့ရပါလေရှင်ဒီရူလေးနဲ့ရောတွေ့ကြုံရှိခဲ့တာခင်ဗျာ တွေ့လို့တော့မရှိခဲ့ပါဘူး office တက်ကြောက်နေတော့ဒါပေမဲ့မှတိုင်းသားဖြစ်လို့ဘာသာစကားနဲ့ဘာသာစကားတော့ခက်ခဲတော့ရှိပါတယ်ဒါပေမဲ့ယုံကဝယ်ထဲတွေကတော့လက်တီဘီပေါ်ဆိုပါတယ်ဝန်ထမ်းတလေးလာလျှောက်ခဲ့ရင်ရောမှအဆင်ပြေနိုင်ပါမလားခင်ဗျာအဆင်ပြေနိုင်ပါတယ်ရှင်ပထမဆုံးတော့အခက်ခဲတော့နည်းနည်းရှိပါဘူးနည်းနည်းရှိပေမဲ့အလောကစင်နီယာမမတွေကကျိုးဆိုတော့အဆင်ပြေခဲ့ပါတယ်ရှင်ဒါလေးကတော့အခုလက်ရှိယုံကတောင်းဝန်ထမ်းဆောင်နေတဲ့ဗီဒီယိုအဒိတာပါခင်ဗျာ မင်္ဂလာပါမေမင်္ဂလာပါရှင်ခုလက်ရှိရောဘယ်ဌာနမှာတာဝန်ထမ်းဆောင်နေရလဲဗျာခုကတော့အိရှာတပါးမှာတာဝန်ထမ်းဆောင်နေပါတယ်ရှင်ဒီလုံလေးလာလျှောက်တော့ပေါ့နော်ဒီဟာလူနေနဲ့ပတ်သက်ပြီးအမအတွေ့အကြုံရှိခဲ့လားဗျာအိရှာ assistant အနေနဲ့တော့အမအတွေ့အကြုံရှိခဲ့ပါဘူးမရှိခဲ့တဲ့ပုံမှာဟောအမအခက်ခဲလေးရရှိခဲ့လားဗျာ အဲရောက်ခစားရတော့ပေါ့နော်ဒီလိုမျိုးနည်းနည်းပါးပါးတော့အခက်ခဲလို့ရှိတာပေါ့ဘာလို့လဲဆိုတော့ကိုကတွေ့ချင်မရှိရတဲ့အတွက်ကြောင့်ပေါ့ဒါပေမဲ့ဒီကနေပြီးတော့ senior တွေရောအကုန်လုံးကဝိုင်းပြီးတော့တင်ပေးရပေါ့နော်အကုန်လုံးကလည်းတွေ့ပြီးတော့ခေါ်ကြရတယ်ဆိုတော့အခုဆိုရင်တော့အခက်ခဲတော့နည်းပါးလာမှာပြီးပေါ့ဟုတ်ကဲ့အမဒီရတူးလေးအတွက်ပေါ့နော်လာလျှောက်လို့ရှိရင်လေဘာတွေတတ်မှတ်ထားတာလေးမျိုးရှိသေးတယ်မသိဘူးဗျာ ုမီတာဗီစိတ်ရလို့ရှိရင်တော့ဟိုဟာလာပြီးတော့ရှောက်ထားလို့ရပါတယ်ရှင်။ဒီအရူးလေးကိုပေါ့နော်ဟိုတကယ်လို့ဝန်ထမ်းတက်တွေလာရှောက်ခင်ရောအမအဆင်ပြေနိုင်ပါမလားခင်ဗျာ။အဆင်ပြေနိုင်မှာလည်းဘာလို့လဲဆိုတော့အမတော်ကလည်းဘာမှတိတ်ပြီးတော့တက်ကျွမ်းခဲ့တာမျိုးမရှိဘူးပေါ့နော်။တက်ကျွမ်းခဲ့တာမရှိဘဲနဲ့ဒီကနေအကုန်လုံးတင်ပေးတာဆိုတော့လေဝန်ထမ်းတက်လာပြီးတော့ရှောက်ထားမယ်ဆိုရင်လည်းသူတို့ကလည်းအကုန်လုံးဒီကနေပဲတင်ပေးမှာပေါ့နော်။အားကြောင့်လို့အခက်အခဲမရှိဘဲနဲ့အလုပ်လုပ်နိုင်မှာမဟုတ်လားလာပြီးတော့ရှောက်ထားလို့ရပါတယ်။ကျေးဇူးပါအမ။ကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာပါမရဲ့။ င်္ဂလာပါမောင်လေးဟုတ်ကဲ့ပါဟိုယခုပေါ့နော်ဟိုဖော်ပြခဲ့တဲ့အတိုင်းအရှိမဖော်ပြခဲ့တဲ့အတိုင်းပေါ့နော် position လေးနဲ့လာရှောက်မယ်ဆိုလို့ရှိရင်လေဘယ်လိုလာရှောက်အောင်လဲခင်ဗျာအော်ဟုတ်ကဲ့ပါမတို့အခုဖော်ပြထားတဲ့ဖုန်းနံပါတ်လေးကိုပေါ့နော်မနက်၈နာရီခွဲကနေပြီးတော့ညနေ၅နာရီအတွင်းအသေးသေးဆက်သွယ်ဆုံဆန်းမင်းမြန်နိုင်တဲ့ကဲ့သို့အခုဖော်ပြထားတဲ့ Viber ဖုန်းနံပါတ်လေးရနေတစ်ဆင့်စီမီဖောင်ပေးပို့ပြီးတော့ရှောက်ထားနိုင်တဲ့ကဲ့သို့မတို့ဖော်ပြထားတဲ့ mail ရနေတစ်ဆင့်လည်းစီမီဖောင်လေးကိုပေးပို့ပြီးတော့မတို့ဘက်ကနေပြန်ဆက်ပြီးစစ်ဆေးပြီးတော့ပေါ့နော် interview ေးကိုခေါ်ဖြစ်တယ်ဆိုရင်တင်ရတွင်ပြန်ပြီးတော့အကြောင်းကြားပေးပါရရှင်။အမားတို့လာရှောက်မဲ့သူလေးရဲ့အတွက်ကတော့ပေါ့နော်။အမားတို့ကတင်ငန်းကျုံးတင်ရတော်မှတ်တိုင်မှာတရှိရပါ။ရင်ကုန်တိုင်းဒေသကြီးရပါရှင်။အမားတို့နေရလျှောက်ထားခြင်းနဲ့ညော်လေးမောင်လေးရဲ့အတွက်ကတော့ပေါ့နော်။ဝမ်းနဲ့စွမ်းနဲ့ပဲပေါ့နော်။ Office ဘိုင်းပေါ့နော်။ရုံမိုက် position လေးရဲ့အတွက်ကတော့အမားတို့ view corner interview မလုပ်ပေးသေးဘူးပေါ့နော်။တန့်ရှင် position တည်တက်တန့်ရှင်တည်တက်ဝင်ပဲ view corner နဲ့ interview လုပ်ပေးရပါ။အဲလုပ်လို့ရင်ဟုတ်ရှိပါရဲ့ရှင်။ အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲစူးစမ်းချင်သူတိုင်းအတွက်ခွင့်ရရှိရဲဟုတ်တယ်ရှင်ပါအလုံးလိုရင်ဟုတ်ရှိရဲ့နော်